မျိုးတွေအားလုံးဝမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်ခြိဆွဲငုတ်တဲ့သူတွေလက်ဆွဲငုတ်တဲ့သူတွေအတွက်အစင်းကြီးလေးလာရောက်မျှဝေပေးခြင်းဖြစ်တယ်ဗောနော်ကျွန်တော်တို့ဒါဒီအခုမိုးမိုးရင်းကြပြီဆိုရင်ကျွန်တော်တို့အဓိကအဖြစ်များတဲ့သူတွေကတော့ကျွန်တော်တို့ဒါတောင်ရလောက်တဲ့သူတွေဗောနော်လဲလဲဆိုင်တဲ့စပားဆိုင်တဲ့သူတွေဗောနော်ကျွန်တော်ကောက်ဆိုင်မယ်စပားကောက်ဆိုင်မယ်နော်မျိုးနှုတ်မယ် အဲတော်တော်များများဒါအခုအချိန်ကမှဆိုတော်တော်များများကျွန်တော်ခြိဆွဲငုတ်တာတို့အဲလက်ဆွဲငုတ်တာတော်တော်များအဖြစ်များတာအဖြစ်များဆုံးကတော့ခြိဆွဲငုတ်တာပေါ့နော်အဲတော်တော်လေးမှအဖြစ်များတယ်ပေါ့နော်အဲအကြောင်းမို့အဲပျောက်စီခြင်းနဲ့စေတနာမြတ်တာဖြစ်လိုင်အောင်မျက်ဝေပေးခြင်းဖြစ်တယ်ပေါ့ကျွန်တော်ခြိဆွဲငုတ်မှဆိုရင်တအားမှနာလဲနာလဲနောက်ပြီးတော့ရောင်ကိုင်းတာထိလိုက်နေတအားဝင်တာအထိမခံနိုင်ဘူးပေါ့နော်အဲတစ်ခါကြိုက်တော့မှကျွန်တော်အထဲမှာအပြီးပိုက်တေးတော့ အဲကျွန်တော်တို့ကြိုက်တာတော့ဖြစ်သွားနိုင်တယ်ဗောနော်ဖြစ်တယ်ဗောနော်ဖြစ်လဲဖြစ်တယ်ဗောကျွန်တော်ကိုယ်တိုင်လည်းကြုံဘူးတယ်ဘာဖြစ်လို့လဲကိုရီးယားလည်းလဲလုံးခဲ့တဲ့သူတွေဆိုတော့ဒါတွေရကြုံဘူးတယ်ဗောနော်အဲ့တော့ကတော့ကိုရီးယားဘာလို့လို့ဘာကိုင်းမှမသိတော့အဲကျွန်တော်တို့ငယ်တော့ဆိုရင်တော့မသိဘောနော်ဒီလိုပဲဒုံးနဲ့ကလောအဲ့ခါကျရင်အထဲမှာတော့မှကျွန်တော်တို့ပြီးပြိုင်အောင်တည်တယ်ဗောနော်ကဲအဲ့ဒါအဲခိစားနဲ့ပတ်သက်ပြီးခြေစုံငုပ်တွေနဲ့အမျိုးတွေတွက်အဲစေကောင်းလေးလာရောက်မြှောက်ပေးခြင်းဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့စေးနီးယူတော့ကျွန်တော်နှစ်မျိုးထိပေးသွားမှာဖြစ်ပါတယ်နံပါတ်1စေးနီးလေးရတော့ကျွန်တော်တို့အိမ်မှာမိဖို့ချောင်းမှာတုံးတယ်ချက်တုံးနီး ချက်သွနီကိုကျွန်တော်တို့အခွန်လေးခွာပေးလိုက်အခွန်လေးခွာပြီးတော့ကျွန်တော်တို့ထိတ်လေးကိုကျွန်တော်တို့နည်းနည်းပဲထိတ်လေးကိုဖြတ်လိုက်ဖြတ်ပြီးမှကျွန်တော်တို့ထိတ်ဖောက်လိုက်ပေါ့နော်ဖောက်ပြီးတော့ကျွန်တော်တို့ရဲ့လက်မတိလားကျွန်တော်တို့ရဲ့လက်မအဲဘယ်လိုပြောပြောမလဲလက်မဟိုထည့်လို့ရမယ့်အနေထားလောက်ထိတ်ထိတ်ကိုဖောက်ပြီးတော့အလေကဥတိုင်းကိုနှိုက်ထုတ်ပြီးလိုက်နှိုက်ထုတ်ပြီးတော့လက်မဆွတ်လို့ရမယ့်အနေထားလောက်ကိုကျွန်တော်တို့အထက်ရဥတိုင်းကိုဖယ်ပြီးလိုက်ပေါ့နော်ဖယ်ပြီးတော့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ ညဖက်ပေါ့နော်အဲ့ရမူခင်မှာနှိပ်ပတ်လေးရတယ်အလုံးမရှိဆိုရတယ်ကိုကအလုံးလုံးတယ်ဆိုရင်တော့ဒါဆွတ်ထားတဲ့တူပြုတ်ကြောက်အောင်မကြောက်လို့ကျွန်တော်တို့နှိပ်ပတ်ဆိုရင်အဲအလုံးလုံးလည်းတော့အဆင်မပြေဘူးညဖက်ကြရင်ကျွန်တော်တို့ကခြေတော့ပဲခြေဆွဲပဲငုံငုံနော်အခြေတော့ဆိုရင်တော့ကျွန်တော်တချို့ခြေတော့ခြေမရကြောက်သေးတယ်တချို့ကြောက်ကြီးတယ်ပေါ့နော်အကြီးတဲ့ခြေတော့ကြတော့လည်းစက်တုံနေကြီးကြီးကိုရှာပြီးပေါ့နော်အဲ့ကြောင့်မို့အဲ့ဒါမှလည်းကျွန်တော်တို့ခြေမရဆွတ်ထည့်လို့ရမှာပေါ့နော်အဲအဲ့ဦးတိုင်းလေးကိုဖြတ်လိုက်အထိတ်ထိတ်လေးကိုဖြတ်လိုက်ဖြတ်ပြီးရင်ဟောင်းလုံးပေါက်လေးဖောက်လိုက်ဖောက်ပြီးရင်ခုခြေမဆိုတဲ့ခြေမ အနေတော်လောက်ပေါ့နော်အပေါက်လေးဖောက်ပြီးတော့ကျွန်တော်ဆွတ်ထည့်တာပြီအဲ့လိုမိုးလေးကျွန်တော်ဆွတ်ထည့်လာပြီးမှဆိုရင်မနှက်မိုးလင်းပြီးဆိုရင်တတော်လေးမှာကျွန်တော်နာတာတို့ရောင်တာတို့အဲ့တတော်လေးမှာတက်တာပြောက်ကင်းလာသူအမျိုးလေး၃လေးရက်လောက်ဆက်လို့ရမှဆိုရင်တကယ်မှခြေစံငုတ်တာတက်တာစီပါတယ်လက်ဆက်ငုတ်တာလည်းတက်တာစီပါတယ်နော်အဲနောက်တနည်းကတော့ကျွန်တော်တို့ချမောင်ရွက်ချမောင်ရွက်လက်တဆူတာခူးမယ်ရေစင်အောင်စေးမယ်ကျွန်တော်ထမင်းချက်တယ်ပေါ့နော်ထမင်းထမင်းပူလေးပေါ့နော်အခုမှကျွန်တော်တို့ဒါထမင်းချက်လို့မီးပူကချတယ်ထမင်းပူလေးကို အစုံလေးတစုံလောက်ပေါ့နော်ထမင်းစားစုံနဲ့တစုံငရုတ်စုံနဲ့ရေပြောင်စေးတော့ငရုတ်စုံနဲ့ထက်ဒီငရုတ်စုံရေပြောင်စေးခိုင်းတာနော်ထဲထည့်ပြီးတော့အဲ့နှစ်ခုထောင်းချမောင်ကျောင်းနဲ့ထမင်းကိုညံ့နေအောင်ထောင်းအထောင်းပြီးသွားရင်ကျွန်တော်တို့ခြေဆွဲငုတ်တာဖြစ်လက်ဆွဲငုတ်တာဖြစ်အဲ့နောက်အုံပြီးအုံတော့ကျွန်တော်ပတ်တီလေးစီပြီးတာအတကယ်တော့မှတက်တာပြောင်းလေးစီစီတယ်ပေါ့နော်အမျိုးတွေလောက်ကြည့်ပါကိုလုံးမကိုပြောင်းပါပေါ့နော်အဲကျွန်တော်တို့အခြေဆံငုတ်တာတော့တော်တော်လေးမှအမျိုးတွေအသိမှာပေါ့နော်ခြေဆံငုတ်လက်ဆံငုတ်တာတော့တော်တော်လေးမှနေရာထိုင်အခက်တယ်ပေါ့နော် အဲ့ကြောင့်လုံးကြည့်ပါကျွန်တော်ပျောက်စီရှင်နဲ့စေစာမြင့်တာဖြစ်အမျက်ဝေပြီးခြင်းဖြစ်ပါတယ်ဗောနော်ကျွန်တော်ထပ်ပြီးတော့ပြပပြပါမယ်အချက်သွန်နီအချက်သွန်နီကိုကျွန်တော်ထိတ်လေးဖြတ်မယ်အခွန်လေးခွာလိုက်မယ်ခွာပြီးွားကြီးဆိုတာနဲ့ကျွန်တော်တို့လက်မဆိုတဲ့လက်မဗောနော်ချီမဆိုတဲ့ချီမဆွတ်လို့ရမယ်အပေါက်လေးဗောထိတ်ရနေတဲ့ကျွန်တော်တို့သူ့ရဲ့ဥတိုင်းလေးကိုကျွန်တော်ဖယ်ထုတ်ပြီးဗောနော်အပေါက်လေးဖြစ်အောင်ချီမလက်မဆွတ်လို့ရမယ်အနေထားလောက်အပေါက်လေးဖြစ်အောင်ကျွန်တော်ကလော်ထုတ်ပြီးဗောနော်အပေါက်လည်းဟိုဘက်ဒီဘက်ထုတ်ချင်းကြုံတော့မလုံးနဲ့ဗောနော်ကျွန်တော်ဆွတ်လို့ရမယ်အနေထားလောက်ကျွန်တော်ကလော်ထုတ် ကလောက်ထုတ်ပြီးတော့ချီမတော့လကောင်းလမတော့လကောင်းကျွန်တော်ဆွတ်ထုတ်ဆွတ်ထဲလို့ရတဲ့အနေထားလိုက်ရအောင်ကလောက်ထုတ်ပြီးတော့ဆွတ်ထားပြီးပါနော်အလုံးမရှိဘူးဆိုတော့နှိပ်ပတ်ဆွတ်လည်းရတယ်နော်မနှမ်းနေဆိုညနေပေါ့အဲတကယ်လို့ကိုကအလုံးရှိတယ်ဆိုညအိတ်ခန်းကြီးမှာကျွန်တော်ဆွတ်ထဲတာပြီတကယ်ဥမတက်တာပြောက်ဝင်ပါတယ်အလက်တွေပြောက်တဲ့လူတွေအများကြီးရှိပါတယ်ဗောနော်နံပါတ်1ကတော့ချမောင်ရွက်လက်သဆုပ်စာထမင်းပူလေးလက်ထမင်းပူလေးကျွန်တော်တို့ထမင်းစားစုနဲ့တစုံညနေအောင်ထောင်းထောင်းပြီးတော့ပူဖြစ်တဲ့နေရာကို ချိန်မတော့လကောင်းလမတော့လကောင်းအုပ်ထားပြိမယ်ဆိုတော့တကယ်မှတက်တာပြောပြပါတယ်ဆိုတော့ကျွန်တော်ကျွန်တော်ဒီညာကြီးပြောပတ်ချင်ပါတယ်နော်တကယ်လဲအဘေယောဂမဆိုပေါ့နော်အနာမျိုး96ပါယောဂနဲ့ပတ်သက်ပြီးအဘေယောဂမဆိုအနာနဲ့စီနဲ့တွေ့ပြီးတော့အများဆုံးတက်တာပြောပြပါစေလို့ကျွန်တော်ထပ်ပြီးဆုတောင်းဝေးပါတယ်ခင်ဗျာအနာမျိုး96ပါယောဂကိုခန်းစားနေဝန်တန်ရှင်အမျိုးတွေလဲနော်အဲကိုယ့်ရဲ့ယောဂမှန်သမျှဘေယောဂမဆိုအနာနဲ့စီနဲ့တွေ့ပါစေနော်ဆရာကောင်းသမားကောင်းနဲ့တွေ့ပါစေခန်းစားနေရတဲ့ဝေဒနာများလဲအများဆုံးတက်တာပြောပြပါစေအဲကိုချစ်ခင်ရနဲ့ကိုချစ်ခင်ရတော်မိသားစုနဲ့အတူပေါ့နော် အသက်တရာတိုင်းမကအသက်နှစ်ရာတိုင်းအေးချမ်းပျော်ရွှင်စွာเนาะကျွန်တော်ဘဝခီလံကိုငြိမ်းချမ်းစွာအေးချမ်းစွာเนาะအရှောင်းလွမ်းနိုင်ကြပါစေဖြတ်သန်းနိုင်ကြပါစေအေးချမ်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာမျိုးတွေအားလုံးပဲကျမပါစေချမ်းသာပါစေအနာမျိုးကုသ6ပါးရောက်ကင်းဝေးပါစေကက်ကြီးသုံးပါးမှာကျော်လွှားနိုင်ပါစေလို့ဒီနေ့လေးကျွန်တော်ထပ်ပြီးတော့ဆုမုံကောင်တောင်းပေးပါတယ်ခင်ဗျာ